ူမတော့မိခင်ဖြစ်သူခိုင်တင်းကြီးထရမရခဲ့တဲ့အကြောင်းပြောပြလာတဲ့စံထိတ်တာဦးပရိသတ်တွေအားလုံးမင်္ဂလာပါရှင်စံထိတ်တာဥဟာဆိုရင်တော့ခိုင်သိန်းကြီးရဲ့တူဒီတော်တမီးလေးဖြစ်ပြီးတော့မိခင်ဖြစ်သူရဲ့အမွေကိုဆက်ခံပြီးအမှုပညာအလုပ်တွေကိုလုပ်ကိုင်လာတာဖြစ်ပါတယ်။စံထိတ်တာဥဟာအရင်ကရုပ်ဆိုးတယ်ဆိုပြီးဝေဖန်ခံခဲ့ရပြီးမြိတ်အခုနောက်ပိုင်းမှာတော့တောင်းမျိုးလေးအတိုင်းပူပူပြီးချောလာတယ်လို့ပူပူပြီးလဲတော်လာတာဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့အမှုပညာသွေးအပြည့်ပါလာတာကြောင့်စံထိတ်တာဦးဟာအမှုပညာဘက်မှလည်းတော်ရာဖြစ်ပိုင်မိခင်ဖြစ်သူလိုမျိုးတည်ဥဆောင်ပိုင်ထက်တချင်းဆိုရဲအပိုင်မှာပို့တော်ရာဖြစ်ပြီးတော့ကားတဲ့နေရာမှာလည်းဆရာတဆူဖြစ်ပိုင်အခုနောက်ပိုင်းအမှုပညာလှူရှားမှုပွဲတွေမှာလည်းသူမပါဝင်လာတာမျိုးတွေကိုတွေ့ရတာဖြစ်ပိုင်စံထိတ်တာဦးရဲ့အရေးချင်းတွေစွမ်းရည်တွေကပရိသတ်တွေအံ့ဩသွားတဲ့အထီကိုတော်နေရာဖြစ်ပိုင်စံထိတ်တာဦးကတော့အမှုပညာအလုပ်တွေလုပ်ရမှာတချင်းဆိုရဲဘက်ကိုပို့ပြီးအာတန်တဲ့အကြောင်းလေးပြောပြပါ යි ။ သူမအနေနဲ့တရုတ်ဆောင်ပိုင်းထက်တခြင်းဆိုတာကိုပို့ပြီးတော့လှုပ်ချင်တဲ့အကြောင်းလေးပြောပြခဲ့ပါတယ်။သူမရဲ့အမှုပညာအလုပ်တွေကိုမိခင်ဖြစ်သူကလည်းအားပေးရာဖြစ်ပြီးတော့မိခင်နဲ့သူမကညီမရီလိုမျိုးပေါင်းတင်ဆက်ဆံဖြစ်တယ်လို့လည်းဆိုပါတယ်။မိခင်ဖြစ်သူဟာသူမကိုအတော်လေးချစ်မြတ်နိုးတာဖြစ်ပြီးအလိုလိုက်တဲ့အကြောင်းလေးပြောပြလာခဲ့ပါ යි ။ဇတ်ထိတ်တာဟုဟာတဦးတီသောသမီးဖြစ်တာကြောင့်အဖော်လဲမှင်တယ်လို့ကလေးရီကိုလည်းချစ်မြတ်နိုးတဲ့ကြောင်းပြောပြခဲ့ပါ යි ။ ငငယ်ကတော့မောင်လေးဒါမှမဟုတ်ညီမလေးလိုချင်တာပြောခဲ့တဲ့အခါအမိကစိတ်မကောင်းဖြစ်တယ်လို့ဆိုပါ යි သူမမွေးစဉ်အခါတော့ငါနှစ်ပေါင်းလောက်ပဲရှိပြီးဈေးရုံလေအကြကြီးတက်ရသလိုကလေးထဲ nest တွေနဲ့တီချာကြည့်ရှုဆောက်ရှောက်ခဲ့ရပြီးအရေးတကြီးကြီးဖြစ်ခဲ့ရတော့အမေဖြစ်သူခိုင်းသိန်းကြီးဟာသူမကိုမွေးပြီးသူမကိုကြည့်ပြီးတော့စိတ်ဓာရရရသွားခဲ့တယ်လို့ဆိုပါ යි သူမကိုကြည့်ပြီးနောက်ထပ်ကလေးတယောက်မွေးဖို့ကိုကြောက်ရွံ့သွားတယ်လို့ဆိုပါ යි နောက်ထပ်ကလေးတွေမွေးရင်လည်း သူမလိုပေါမပြည့်ရဲ့ကလေးတွေကိုမွေးမှာကြောက်သွားတာကြောင့်နောက်ထပ်ကလေးတွေမယူဖို့ဆုံးဖြတ်ပြီးသူမကိုပဲတတိချာချာဂရုစိုက်ပေးခဲ့တဲ့အကြောင်းပြောလာခဲ့ပါတယ်။ကလေးတယောက်မွေးရမလွယ်သလိုစံထိတ်တာဥကုံမွေးတုံးကလည်းခင့်မမိသေးတာကြောင့်စီဝါကောင်းနေလဲတိတ်မရှိပဲအခက်ခဲတွေအများကြီးရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကခိုင်သိန်းကြီးဟာတမီဖြစ်သူကြည်ပြီးနောက်ထပ်ကလေးထပ်ယူဖို့ထရာမာရသွားခဲ့တယ်လို့ဆိုပါတယ်။ငငယ်က"သူမနောက်ထပ်ကလေးမွေးပေးဖို့ပူဇော်ရင်လည်းတမီကိုမချစ်တော့ဘူး"လို့ပြောတာကြောင့်နောက်ပိုင်းမပူဇော်ဖြစ်တော့ဘူးလို့ဆိုပါတယ်။ခိုင်သိန်းကြီးကတော့စန်တိတ်တာဦးတယောက်ထဲကိုမွေးပြီးတော့တယောက်ထဲကိုပဲတခြားလေးပြုစုပြောထောင်ပေးခဲ့တာဖြစ်ပါတယ်။စန်တိတ်တာဦးဟာလည်းခိုင်သိန်းကြီးတခြားလေးပြုစုပြောထောင်ရကြုံနဲ့အောင်ကို အရန်ကိုတော်လာခဲ့တာဖြစ်ပါတယ်။တာမီနီယောက်ကလည်းချစ်ချစ်ခင်ခင်ရှိကြပြီးတော့တာမီဆိုတာထက်ညီမရီလိုဖြစ်နေခဲ့တာဖြစ်ပါတယ်။စန်ထိတ်တာဦးကအမှုပညာလှူရှာမှုတွေအနေနဲ့တချင်းတွေဆိုနေတဲ့အပြင် ပွဲတက်တွေလည်းတက်နေပြီပဲဖြစ်ပါတယ်။စန်ထိတ်တာဦးဟာငငယ်ကလေးကတယောက်ထဲနေခဲ့ရတာအဖော်မေပြီးတော့အဖော်လဲခင်မင်တက်ပြီးအပေါင်းအသင်းတွေကိုလည်းစိတ်ရင်းနဲ့ပေါင်းတက်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းသူမအနေနဲ့အပေါင်းအသင်းအများကြီးမရှိကြောင်းလေးဆိုပါတယ်။ ကလေးသေးသေးလေးတွေကိုမြင်ရင်လည်းအသင်းရတယ်လို့ဆိုပါ යි မိခင်ဖြစ်သူကသူမကြောင့်ထရာမာရခဲ့တဲ့အပေါ်မှာလည်းတကယ်ကိုမှစိတ်မကောင်းကြောင်းပြောပြလာခဲ့ပါ යි စန်ထိတာဦးရဲ့ချစ်စရာကောင်းတဲ့အပြုတ်မှုတွေကြောင့်လည်းပရိသတ်တော်များများဟာသူမကိုချစ်ခင်လာကြပြီပဲဖြစ်ပါ යි ပရိသတ်တွေလည်းစန်ထိတာဦးကိုချစ်လားဆိုတာပြောပြီးသွားကြပါအောင်ရှင်